เอ้ยไอ้รอชินโนนี่เอาสโลตัดขาตะบยามาจ่าตะบลุบยะเลยจะไปรอนี่ชินเลยตะยามาซะชินเลยဘာကကမှန်နေရကြဘူးလို့မျိုးလဲဆိုတော့အဲ့ဒီမှာကျမတို့ရံဖြစ်တဲ့ဆက်လက်ရံဖြစ်တဲ့ကတ်မှာပေါ့နော်အဲ့ဒီချိန်မှာအမကခြေသေးအရှိပဲညီမကလည်းခြေသေးအရှိညောဆွဲင်းလွှဲင်းနေပေါ့နော်အဲ့အမခြေသေးနေပေါ့နော်အမတိုက်မိပြီးတော့ခြေသေးကပုတ်သွားတယ်ခြေသေးပုတ်ပြီးတော့အခုထိဆိုခြေသေးခြေသေးကမှပြန်မထွက်လာတော့ဘူးနော်အဲ့လိုမျိုး ကြောင်ရှင်ပြန်လို့ချင်းနေဆိုကျမစီမှာငွေနဲ့လိုက်ရဲအဲ့ဒီလိုလေဘေးမှာလည်းအဲ့လိုမျိုးရန်ဖြစ်တဲ့ချိန်မှာပေါ့သပင်ဆွဲရဲ့ဘာညာမှာလေဘေးမှာလည်းကုတ်ရချစ်ရရေပေါ့နော်အဲ့လိုမျိုးလေးရောအမှတ်တရလေးရောရှိပါတယ်အေးရှင်ကျမကိုငွေမပေးဘူးဆိုရင်ဒီကိစ္စကိုကျမဒီထောင်းမှာမဟုတ်ဘူးနော်ငွေပေးမယ်ဆိုရင်လည်းမဖြစ်ဆောင်ရလာမလုံးနဲ့ တလုံးတစ်ခဲပေးဖို့ပြင်ထားအဲတရားတော့သူအဲ့ကျဲစင်းကိုကြည့်နေတဲ့အချိန်မှာဟောနော်ဒီလားဟောငါသာဒီမျိုးခက်ခက်မှနေရဆိုလို့ရှိရင်ငါဒီတော့ပိုလုချင်တာဒီလားအဲ့လိုမျိုးပဲအသေးရပြောမပြတတ်အောင်တဲ့ပြိတက်တွေကြည့်ရနေနေမှာလားဟုတ်ပါရဲ့သူတို့စိတ်ထဲမှာဒီလိုမျိုးပေါ့နော်သူများအိမ်တော်ယူဒီလိုဖြစ်စီရဲ character မျိုးအဲ့လိုမျိုးနေရမှာဆိုရင်ကိုလည်းပြိတက်တယောက်နေလဲဆိုတော်တော်လေးကိုမုန်းမိမှာ အဲဒီလိုပေါ့နော်ဒီဆရာတိန်ဟန်ဖီနေကပေါ့နော်ညီမအရင်ပေါ့မဟာစကားမှာပေါ့နော်အလင်းမဲညအတောက်ပါဆုံးနေမှာပေါ့နော်အရင်အဲ့ရိုက်ဖူးရပေါ့နော်ဆရာကနေပြီးတော့တမီးရဲ့ဒီစကားလေးကိုပြန်ရိုက်ချင်တယ်ပေါ့ပြန်ရိုက်ချင်တယ်ဆိုပြီးတော့တမီးကိုလည်းသဘောကျရယ်ပေါ့နော်တမီးလာပြီးတော့ရိုက်ပြီးပါလဲဆိုရင်ညီမအန်နေပေါ့နော် secret တောင်းကြည့်လိုက်တော့ပေါ့ဒီလိုကျယ်စင် character လောက်ရမယ်ဆိုတော့အန်ဟုတ်ကဲ့ဆရာလောက်ပြီးမယ်ပေါ့ညီမ ATC အပေါ်ခေါင်းဆောင်လို့ရှိသေးရပေါ့နော် အန်နဲ့ဆရာနဲ့ပြန်တွေ့ပြီးတော့တခါပြန်ရိုက်ဖြစ်တာပါရှင်။အဲဒီဆရာသိန်းဟန်ဖီနဲ့ကကြာတော့မဟာမာတခါရိုက်ဖို့ရပါတော့။ဒါကတော့ဆရာနဲ့ဒုတိယမြောက်ကားလေးပေါ့ရှင်။အဲ့လိုမျိုးတော့မရှိပါဘူးညီမကတော့ကွာတရုတ်ဆောင်အသိဖြစ်တဲ့အတွက်ကြောင့်ညီမဟိုကြာရဇရုပ်ကိုကွာအဓိကကတော့ဟိုကိုလုံးနိုင်မယ်ပေါ့အကောင်းဆုံးလုံးနိုင်အောင်လို့တော့ကြိုးစားမယ်ဆိုပြီးတော့ညီမလုပ်ခဲ့ရပါတော့ဒီ Canal Plus ကပေါ့နော်စကားတွေမဟာပြီးတော့တခြား channel တွေကလည်းညီမတော်တော်များများရိုက်ခွေဒါပေမဲ့ပရိသတ်တွေကအဲ့လိုဒီညီမကိုမတိကြသေးဘူးပေါ့နော်ဒီစကားမှာမှာသူတို့ကနေနေပို့ပြီးတော့ပေါ့နော်တိသွားတာပေါ့အဲကို့က န်နေပြန်ကြည့်ချိန်မှာခံစားချက်ကဘယ်လိုဖြစ်လဲဆိုတော့အမှန်တော့ဒါဇကိုင်းမှာပေါ့နော်ဒီဇလန်းရပါဇလန်းရပါသူတကယ်ဆောင်ရတဲ့ဒီ character ပုံမှာပေါ့နော်ပြန်ကြည့်ရောအော်လို့ငါသာဒီလိုပြိတ္တတယောက်နေနဲ့ကိုယ်ရဲ့ဇကာကိုပြန်ကြည့်လိုက်တဲ့အခါမျိုးမှာအရန်ဒေါသထွက်လာသည်လားဒီလိုမကြည့်နဲ့အသေးရာနေတာ အကုန်ကွန်မန့်နေမှာလေလားမန်ဂျာအဲကျေစင်နင့်ဟိုပေါ့နော်ဇပင်ဆောင်ဆွဲပြီးနေရင်နဲ့ချချင်တာရောဆုံးနေကိုလေးတရားဒီလိုပရိသတ်တယောက်အနေနဲ့ပြန်ကြည့်တဲ့အခါမျိုးမှာကိုလေးတကယ်ဒီလိုမျိုးဖြစ်တယ်ပေါ့နော်အပြင်မှာလည်းဒီလိုမျိုးအိမ်တော်ကြီးဖောက်ပြန်တဲ့ယောက်ျားလေးလည်းရှိကြရပေါ့နော်အဲ့လိုမျိုးတော့လက်မခံတဲ့ဇလန်းကတော့ဇလန်းရပဲပေါ့နော်တရုတ်ဆောင်ကအဲဘလူးအမမခက်ခက်မှနေရကြဘလူးမျိုးလဲဆိုတော့အဲ့မှာညီမတို့ရေဖြစ်တဲ့ဆက်လည်းရေဖြစ်တဲ့ gas မှာပေါ့နော်အဲ့ဒီချိန်မှာအမကခြေသေးအရှိကြီးပဲညီမကလည်းခြေသေးအရှိကြီးရောဆွဲရင်းလွှဲနေပေါ့နော်အဲ့အမခြေသေးနေပေါ့နော်အမ တိုက်မိပြီးတော့ခြေသေးကပုတ်သွားတယ်ခြေသေးပုတ်ပြီးတော့အခုတိဆိုခြေသေးအခြေသေးကပြန်မထွက်လာတော့ဘူးเนาะအဲ့လိုမျိုးဟိုရှိရပေါ့အဲ့ပြီးတော့လေပင်းမာတွေလည်းအဲ့လိုမျိုးရန်ဖြစ်တဲ့ချိန်မှာပေါ့သပင်ဆွဲရဲ့ဘာညာမှာလေပင်းမာလည်းကုတ်ရချစ်ရရပေါ့เนาะအဲ့လိုမျိုးလေးရောအမှတ်တရလေးရောရှိပါတယ်ပြီးအမကစီနီယာဖြစ်တဲ့အတွက်ကြောင့်မလို့လေညီမကကြတော့ဟိုအဲ့ချိန်မှာနည်းနည်းတော့ဟောပေါ့เนาะချိန်နာပေါ့ငါလုံနိုင်ပါမလားဆိုပြီးအဲ့လိုမျိုးဒါမဲ့လည်းအဆင်ပြေသွားပါတယ်ဟိုဟိုကကုန်းနေကြတော့ ကိုကိုကိုဦးနဲ့ကြာဘယ်လိုမျိုးရှိရဲဆိုတော့တပည့်သူ့ကိုသူ့ရင်ဝင်နေဝင်ရအခန်းနေလို့အဲ့ရပုံမှာပေါ့နော်ခင်ဗျမမရိုက်တဲ့စိတ်နဲ့ရှင်တော့အဲ့လိုမျိုးရည်နေရပါဘောလေဒါမဲ့လေတိယုဆောင်နေအချိန်မျိုးမှာတိယုဆောင်မှုဆိုတာရှိရပါဘောအချိန်ပြီးတော့လေရိုက်ပြီးတော့လေပြန်ပြီးတော့ရှက်နေရပါဘောလေအဲ့လိုမျိုးလေအမှတ်တရလေးရောရှိပါလေဟုတ်ကိုကိုရင်းချွဲခဲ့အရင်ချွဲခဲ့ရတော့မဟုတ်ပါဒါပေမဲ့အပြင်မှာဆိုလို့ရှိရင်တော့ဒါဒီထက်ပိုပြီးချွဲတတ်တယ်ပြီးတော့တချို့ပြိတ္တတွေမှာပြောရရင်ရှိပါဘောနော် ကိုကိုကိုမကိုကခေါ်လိုက်တာကိုဦးလို့ပဲခေါ်ရတယ်ဒါပေမဲ့ပြန်ပြီးတော့ကိုနားထောင်ကြည့်လိုက်တဲ့အခါမျိုးမှာလည်းကိုဦးကိုဦးအဲ့လိုမျိုးဖြစ်နေအောင်နော်အဲ့အလေးတည်းပြရပါကွန်မန့်နေမှာလည်းပေါ့နော်သူတို့တော်တော်များများတော့တော့သူတို့စဲရာလည်းရှိရဲပေါ့နော်ဟိုဝေဖန်နိုင်လည်းရှိရဲကောင်းတာလည်းရှိရဲပေါ့နော်ပြောရရင်ဒါကတော့အဲ့လိုဘလို့မှသဘောမထားပါဘူးဘာလို့လဲကိုကတရုတ်ဆောင်တရားလုံးမဲ့ချိန်မှာမှဒါဝေဖန်တာတိုက်ခိုက်တာမျိုးကတော့ခံရမှာပဲဒါကြီးလည်း အမှန်တော့ကိုယ်အဲ့စာရေးပြန်ကြည့်ပြီးတော့စိတ်ထဲမှာဘာမှမဖြစ်ဘူးဒါပေမဲ့ရီနေရအိမ်မှာမြင်အဲ့ကွန်မန့်တွေဖတ်ဖတ်ပြီးတော့လေတရားတည်းရီရီနေရအဲ့လိုမျိုးတော့မရှိဘူးဘာလို့လဲဆိုတော့အပြင် personal နဲ့ business နဲ့ရကြောင်မတူလေအလုပ်ချိန်မှာအလုပ်ချိန်မှာပေါ့နော်သူ့မှာရီတာပဲရှိရီအိမ်နောင်ပဲရှိရီကို့မှာရီတာပဲရှိအိမ်နောင်ပဲရှိအလုပ်ကအလုပ်ပဲပေါ့နော်အဲ့လိုမျိုးတော့မရှိဘူးကိုယ်တိုင်ရောက်တဲ့ character ပေါ်မှာပေါ့နော်ကိုကအဓိကအကောင်းဆုံးလုပ်နိုင်အောင်တွေးထားမယ်ဆိုရဲစိတ်ကလေးပဲမွေးထားတာ တရားနာသူအဲ့ကျေစင်းကိုကြည့်နေတဲ့အချိန်မှာဟောနော်ဒီလားဟောငါသာဒီမျိုးခက်ခက်မှနေရဆိုလို့ရှိရင်ငါဒီတော့ပိုလှုပ်ချင်တာဒီလားအဲ့လိုမျိုးပဲအသေးရပြုံးမပြတဲ့အောင်တဲ့ပြိတက်တွေကြည့်ရနေနေမှာလားဟုတ်ပါရဲ့သူတို့စိတ်ထဲမှာဒီလိုမျိုးပေါ့နော်သူများအိမ်အောင်ယူဒီလိုဖြစ်စီရဲ character မျိုးအဲ့လိုမျိုးနေရမှာဆိုရင်ကိုလည်းပြိတက်တယောက်နေလဲဆိုတော်တော်လေးကိုမုန်းမိမှာ ဆူဆုံးကွန်မန့်ရေလို့မရှိပါဘူးသူတို့ပြောထားရအများကြီးပဲဖတ်တယ်အများကြီးအဆောင်ကဒီပေါ့လေတစ်တော့အသိမဆော့ဖြစ်ဘောနော်ဒီအကောက်အစ်စ်ကလေးပဲဒါပေမဲ့သူတို့အဲ့ဒီမှာဒီအခုချိန်ဒီကို view ရရလဲဟိုရမတည်အရန်တက်နေမှာသူတို့လာပြီးကောင်းတာပြောရလဲရှိရပေါ့နော်ဆဲရရစုံရတချို့ဟာဆိုလို့ရှိရင်လည်းကိုမကြည့်ကျင်တဲ့ဟာမျိုးဆိုလို့ရှိရင်လည်းကြော်ပလိုက်တာပေါ့လေအဲ့လိုမျိုးဒါပေမဲ့အရင်အဲ့လိုမျိုးကိုလက်မခံလာလို့ဒီတော့မရှိပါဘူးဒါကတော့တို့ဒီစကားပေါ်မှာတို့တိပြီးတော့ပေါ့နော်သူကပြောမှာပဲလीနော်ဝေဖန်မှာပဲဆိုတော့ဒါကတော့စိတ်ထဲမှာအဲ့လိုကြည့်တော့မရှိပါဘူး ဟာအခုလိုမျိုးပေါ့နော်ညီမကိုအဲဒါညီမတေးဆောင်တက်တယ်ရောက်လဲဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးညီမအားပေးပြီးရောညီမကိုပေါ့နော်ချစ်ပေးကြပြည်သက်တီအကုန်လုံးလဲညီမဒီကနေပြီးရောကျေးဇူးတင်ပါတယ်လို့နောက်ထပ်အများကြီးကြိုးစားတော့ပါအောင်မယ်ဒီညီမညီမကိုလည်းဆက်ပြီးရောချစ်ပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင့်ဟုတ်